ချဲပေါင်းမှလူမယ်ဖရာတဲ့အခုလိုင်းပေါ်မှာခစားနေတဲ့စကလုံးလေးတစ်လုံးရှိပါတယ်ချဲပေါက်ရင်မလုပ်မယ်ဆိုလည်းမသိဘူးเนาะအဲ့တော့ချဲပေါက်ဖို့အတွက်မျောလင်းကြတာပေါ့လူတွေကလေမျောလင်းကြတယ်တလတစ်ခါထွက်တဲ့ ठी ကိုလည်းမျောလင်းတယ်အဲတပတ်တစ်ခါထွက်တဲ့ချဲကိုလည်းမျောလင်းတယ်တရက်တစ်ခါထွက်တဲ့နှလုံးကိုလည်းပဲမျောလင်းကြတယ် ကိုများပေါက်လေမလားပေါ့အဲ့ဘုံဘုံကတကတယောက်ကရှောက်တယ်ဘုံဘုံရေတဲ့တရားဟောကောင်းလိုက်တာတဲ့တပြီးတော့ချဲပေါက်ရင်ဘုံဘုံကိုလူအောင်မဲဟဲ့လို့ပြောပါတယ်အဘုံကတော့မမျော်လင့်ပါဘူးလိုလဲမလိုချင်ပါဘူးဒီတကကချဲအမတန်ဆွဲပါတယ်ဒါကြောင့်မို့ဘုံဘုံကသူ့ကိုစားရတယ်တောင်ချစ်မြောက်ချစ်ကနန်းဖြစ်ဖြစ်သည့်ကနန်းငွေကုန်ခန်းကုန်ခန်းသည့်ငွေတိုင်းဆိုပြေးလို့ပြောရင်အဲ့ဒီတကကတိတ်ပြီးတော့မှမခံကျင်ဘူးဗျ။ ။ဘုံဘုံတို့မြန်မာနိုင်ငံမှာလူအရေးတန်း90ရှိတယ်။ဟိုထီထိုးကြတယ်ပေါ့ဗျာ။အဲ့တော့သူများတွေပေါက်တော့သူများတွေတိန်းတောင်းစုဒီကြီးတွေပေါက်တဲ့ခါမှာဝမ်းသာအာရနဲ့ပျော်ကြတယ်။အော်ငါလည်းပေါက်လီမလားဆိုတဲ့အတွေ့နဲ့အဲတလားတခါမှမှမစားရဲမတော့ရဲထိုးကြတယ်ပေါ့ဗျာ။အဲချဲဆိုရင်လည်းအတူတူပဲထိုးကြတယ်။နှလုံးဆိုရင်လည်းအတူတူပဲထိုးကြတယ်ဗျာ။အဲတချို့တွေကစိတ်ကူးရင်တယ် တကယ်လို့ထိပေါက်ခဲ့ရင်တကယ်လို့များချဲပေါက်ခဲ့မယ်ဆိုရင်အဲလူကျင်တာတွေလူမဲရွှေတွေဝဲမဲအိမ်တွေဝဲမဲကားတွေဝဲမဲတိုက်တွေဝဲမဲပေါ့စိတ်ကိုရင်ကြတာတကာတယောက်ဆိုရင်ဖုံဖုံကိုရှောက်တယ်ဖုံဖုံနဲ့တပည့်တော်ချဲထိုးတာလူကျင်လို့ထိုးတာမဟုတ်ဘူးတဲ့တပည့်တော်ကလေအဲ့တပတ်တကာစိတ်ကိုရင်ရတာလေးကိုပါကောင်းတာတဲ့အဲကြောင့်မို့တပည့်တော်ချဲထိုးတာလို့သူကအဲ့လိုရှောက်ပါတယ် အော်ဒီပါဝန်းကျင်မှာအလူပါဝန်းကျင်မှာနေရတဲ့ခါမှာဘုံဘုံတို့ပါဝန်းကျင်မှာပေါ့လူတွေအမျိုးမျိုးတည်ကြတယ်ရေချောင်းတော်၎င်းတည်ကြတယ်မိလောင်လို့တော်၎င်းတည်ကြတယ်လက်နဲ့ဘေးချောင်းတော်၎င်းတည်ကြရတယ်ယောဂဘေးချောင်းတော်၎င်းတည်ကြရတယ်အဲ့လိုတည်သွားကြတဲ့ပုံကိုယ်တွေကို ကိုယ်မျက်စိရှင်မှာလည်းမြင်ရတယ်ကြားရတယ်တွေ့ရတယ်ဒါပေမဲ့လို့ဟိုကိုကတော့ ကိုလည်းတည်နိုင်ပါလားဆိုတဲ့အတွေးမျိုးကိုတခါမှမတွေးမိဘူးတွေးလည်းမတွေးကြဘူးနော်အဲ့ဒီအတွေးမျိုးဖြစ်လာပြီဆိုရင်လေဟာနမိတ်မရှိနမမရှိလို့ပြောကြတယ်မြဲတာကတော့တည်ခြင်းတရားကမြဲတာဟောထီထိုးတယ်ဆိုတာလို့ရေတန်း90တဲ့မှာကိုပါခြင်းမှပါမှာလေဒါပေမဲ့သိမဲ့ဇယင်းတဲ့မှာတော့ကိုကတော့ပါတယ်ဘယ်ချိန်ဘယ်ကာလဘယ်ယောဂဘယ်နေရာဘယ်ဒေသမှာတည်ရမယ်ဆိုတာတော့မသိဘူးပေါ့ တချို့ပုံကိုယ်တွေကစိတ်ကိုရင်တယ်ဗျာအာချဲပေါက်ရင်ဘာတွေလုပ်မယ်ဘာတွေဝယ်မယ်ဘယ်ကိုရွှေ့မယ်ဘယ်မှာအိမ်တွေဘာတွေစောက်မယ်ပေါ့အမျိုးမျိုးတွေစိတ်ကိုရင်ကြတယ်ကိုဘောကတန်တရာခကြီးကိုတွားကြရတဲ့အခါမှာနောက်ဘောကနောက်တန်တရာအတွက်ကြိုတင်ပြင်ဆင်ဖို့အတွက်ဘယ်သူမှမစဉ်းစားကြဘူးစဉ်းစားတဲ့လူရှာတယ်တွေးမိစဉ်းစားမိပြီဆိုရင်လည်းအဲ့ဒီအတွေးကိုပယ်ဖျောက်ပြစ်ကြတယ်တကယ်လက်တွေ့အကောင့်တဲမဖော်ကြဘူးပေါ့ဒါပြောချင်တာကတော့ အဲဒီပေါင်းမှခြေပေါင်းမှလုံမဲ့ကုသိုလ်မျိုးထက်ထိမပေါက်ခင်ခြေမပေါက်ခင်လှုပ်လိုက်တဲ့တော့တမအာဇီဝကြတဲ့အဲလူတန်းမှုမျိုးကုသိုလ်မျိုးကသာလည်းအမြတ်ဆုံးဖြစ်ပါတယ်ခြေပေါက်လို့ရတယ်ထိပေါက်လို့ရတယ်နှလုံးပေါက်လို့ရတယ်ဆိုတဲ့ငွေကြီးဥစ္စာတွေဟာတကယ်တမ်းပြောရရင်တော့သိပြီးတော့တန်ရှင်းမှုတော့မရှိဘူးပေါ့အဲကြောင့်မို့ခြေပေါက်ရင်ဘာလို့မှလဲနော်ခြေပေါက်ရင်ဘာလို့မှလဲ ဲ့တော့ချဲပေါက်ဖို့မစင်စားနဲ့အထီးပေါက်ဖို့မစင်စားနဲ့နှလုံးပေါက်ဖို့မစင်စားနဲ့အဲ့ကိုလှုပ်ဆရာရှိတာကိုလူဆရာရှိတာနောက်ဘောကတန်တရာခရီးကိုသွားတဲ့အခါမှာအစင်ပြေချုံးမွေဆိုတာနေနိုင်ဖို့ဆိုရင်တော့อืมထီထိုးချဲထိုးမဲ့ပတ်စံတွေကိုဟိုကိုတက်နိုင်သလောက်လူဒန်းပေးကမ်းကြမယ်ဆိုရင်တော့နောက်ဘောကနောက်တန်တရာခရီးအတွက်အကောင်းဆုံးရိတ်ခါတော့ဖြစ်ပါတယ်ဗျာအားလုံးပဲကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေ